ဘာလုပ်နေရလဲမေးသေးဘူးလားမေးသေးလို့ရှင်တော့ပုံမြင်နှာထောင်သွားလိုက်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာမျိုးတစ်မျိုးရဲ့အဆုံအဖျားမှာရှေးဟောင်းနိုင်ကြီးတလုံးရှိခဲ့ဘူးတယ်အဲ့ဒီနိုင်ကြီးကအရန်ကိုထူဆန်တယ်သူကပုံမှန်အတိုင်းအလုံးလုံးနေရလို့ထင်ရပေမဲ့သူ့ရဲ့ထူးခြားချက်ကသူကညဘက်တကောင်ရံရောက်ပြီဆိုလို့ရှင်သူ့ရဲ့အချင်းရဲ့တစ်စက္ကန့်ပို့ပြီးကြာသွားတဲ့အဲ့ဒီတစ်စက္ကန့်လေးဆိုတဲ့အချင်းဘသူမှသတိမထားမိတော့ဘူးလို့ထင်တယ် ဒါပေမဲ့နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာအဲ့ဒီရှေးဟောင်းနိုင်ကြီးကထူဆန်းတဲ့အရာတစ်ခု ပြုလုပ်လိုက်တယ်။အဲ့ဒါကဘာလဲဆိုတော့သူနေ့တိုင်းတစ်ဆက်ခန့်စီစူဆောင်းလာတာကနေပြီးတော့သူအချိန်ကိုတရက်တိတိနောက်ကိုပြန်ပြီးတော့လှည့်ပလိုက်တယ်။အဲ့တော့ဘာဖြစ်သွားမလဲဆိုတော့စဉ်းစားကြည့်လိုက်။အဲ့ဒီအချိန်မှာပဲလူတွေအားလုံးကရုတ်တရက်ဆိုသလိုမနေ့ကအချိန်ကိုပြန်ပြီးတော့ရောက်ရှိသွားတယ်။ တို့အကုန်လုံးမနေ့ကဖြစ်ပျက်ခဲ့ပြီးသားအဖြစ်ပျက်တွေအကုန်လုံးတို့ကနောက်တစ်ကြိမ်ထပ်ပြီးတော့လောက်ကြရတယ်လူတွေကိုယ်တိုင်ကလည်းအဲ့ဒီကိစ္စကိုသတိမထားမိခဲ့ကြအောင်တို့ရဲ့အတိတ်မှာပဲပျော်ပျော်ကြီးဖြတ်သန်းနေခဲ့ကြတယ်အဲ့ဒီရှေးဟောင်းနိုင်ကြီးကကျွန်တော်တို့ဘာတွေပြောချင်တာလဲအချိန်ဆိုတာတန်မိုးကြီးရဲ့အရာတစ်ခုဆိုတော့ကျွန်တော်တို့အားလုံးသတိပေးချင်နေရလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့အတိတ်ကအမှားတွေကိုသင်ခန်းစာယူပြီးတော့ပိုကောင်းတဲ့မနှက်ပြန်တဲ့အနာဂတ်တွေကိုတည်ဆောက်ဖို့အတွက်အခွင့်အရေးပေးနေရလားအချိန်ကိုနောက်ပြန်လှည့်လို့မရနိုင်ပါဘူး ကျွန်တော်တို့မှာလက်ရှိအချိန်ကိုအကောင်းဆုံးနေနိုင်ဖို့အတွက်ကျွန်တော်တို့မှာအခွင့်အရေးအများကြီးရှိတယ်။အဲဒါကြောင့်မလို့ပဲဒီနေ့ကိုမနှက်ဖြန်မှာနောင်တမရစီမယ်နေ့တနေ့အဖြစ်နဲ့ကုံဆုံးပြီးတော့ဘလိုမျိုးအသေးပဲရှိရှိနဲ့နေ့တနေ့ကိုဖြတ်တန်းမလဲဆိုတော့ဆုံးဖြတ်ကြရင်မကောင်းဘူးလား။ခမရောခမရရဲ့အချိန်တွေကိုဘလိုမျိုးအသုံးချနေလဲ။ဒီပုံမြင်လေးကိုနားထောင်ပြီးလို့ရှိရင်တော့ဆော့ဆော့စီစီအေးရဝင်ကြပါ။အခုလိုမျိုးပုံမြင်နေဇလန်းတွေကိုပြောပြပေးနေရဆိုတာလည်းကျွန်တော်လိုမျိုးညှပ်ပတ်အေးရခတ်တဲ့သူတွေကိုကျွန်တော်တတ်နိုင်သလောက်ရှော့ချပေးခြင်းတဲ့အတွက်